ထိုင်းဆိုရကမြန်မာလုံတမာတိတတမရှစ်တန်းခန့်ကိုထိုင်းနိုင်ငံအတွင်းအထူးအခွင့်အရေးတရက်အနေနဲ့နေထိုင်လုံကန်ခွင့်6လထပ်တိုးပေးမှာဖြစ်ကြောင်းထိုင်းနိုင်ငံအလုံတမာဝန်ကြီးဌာနမှသိရပါတယ်။မေလ28ရက်နေ့ကပြုလုပ်ခဲ့တဲ့ထိုင်းနိုင်ငံအလုံတမာဝန်ကြီးဌာနမှနိုင်ငံခြားအလုံတမာများနေထိုင်အလုံလုံခွင့်တက်တန်းတိုးရေးအစည်းအဝေးမှာထပ်ပါအတိုင်းဆုံးဖြတ်ခဲ့တာပါ။ နေထိုင်လောက်ကန့်ကွင်းတက်တန်တိုးလုပ်ငန်းစဉ်ကိုတမတ်ကာလအတွင်းဆောင်ရွက်နိုင်ဖို့အခုလိုတက်တန်တိုးပေးတာဖြစ်ပြီးတမတ်ထားတဲ့လုပ်ငန်းစဉ်တွေဆောင်ရွက်ပြီးရင်အလုပ်လုပ်ခွင့်တက်တန်နှစ်နှစ်ရရှိမယ်လို့ဆိုပါတယ်။အလုပ်သမားဝန်ကြီးဌာနအနေနဲ့လုပ်ငန်းကဏ္ဍအတွင်းအလုပ်သမားရှာပါမှုနဲ့အလုပ်သမားတွေတရားမဝင်ဖြစ်မလာအောင်တားဆီးဖို့အတွက်အစိုးရဖွဲ့ထံအမြန်ဆုံးတင်ပြသွားမယ်လို့သိရပါတယ်။ ထိုင်းအစိုးရအနေနဲ့2025ခုနှစ်ဖေဖော်ဝါရီလ14ရက်မှစတင်ကအလုပ်လုပ်ခွင့်ဗီဇာကုန်ဆုံးခဲ့တဲ့မြန်မာလူထုမှတွေထပ်မံတက်တန်းတိုးလုပ်ငန်းစဉ်တွေဆောင်ရွက်နိုင်ဖို့ဩဂုတ်လ13ရက်နေ့အထိယာယီနေထိုင်အလုပ်လုပ်ခွင့်ပေးခဲ့ပါတယ်တို့ပေမဲ့နေထိုင်လုံလုံခွင့်တက်တန်းတိုးလုပ်ငန်းစဉ်ကိုအချိန်မီမလုပ်ဆောင်ပေးနိုင်တဲ့အတွက်ထိုင်းဆိုရကနောက်ထပ်6လထပ်မံတိုးပေးတာဖြစ်ပါလေ ဒါကြောင့်တက်တန်းတို့လှုပ်ဆောင်ထားသူတွေအနေနဲ့2025ခုနှစ်အောက်တိုဘာ14ရက်မှ2026ခုနှစ်ဖေဖော်ဝါရီလ17ရက်နေ့အထိယာယီအလုပ်လုပ်ကင်ခွင့်ရရှိရဲလို့နားလည်ရပါတယ်ထိုကာလအတွင်းလုံသားတွေကကျမ်းမာရေးစစ်ဆေးမှုခံယူတာကျမ်းမာရေးအာမခံရယူတာမှတ်ပုံတင်မှတ်တမ်းအချက်အလက်တွေ update လုပ်ဖို့နဲ့ထိုင်းနိုင်ငံသားမဟုတ်သူတွေအတွက်တသက်ခံကပြရယူဖို့လိုအပ်မယ်လို့သိရပါတယ် မည်သူမည်ဝဖြစ်ကြောင်းတက်တေကလက်မှတ် CI တက်တန်းတို့လုပ်ငန်းရှင်တွေကိုလည်းယခုလအတွင်းဖွင့်လှစ်ဆောင်ရွက်ပေးတော့မယ်လို့သိရှိရကြောင်းပါခင်ဗျာ